ကြပြီသူတို့သားအရင်လို့ပြောလာခဲ့တာအရင်ကြပြီအမှတ်တော့မမှတ်မိတော့တော်တော်ကြပြီနောက်ဒီနေ့ရက်ကဒီနေ့ဒီချိန်ကိုရောက်လာခဲ့ပြီပေါ့နှစ်နဲ့ချီပြီကြပြီဟုတ်အမှပြောပြပြလို့ဆိုတာဒါလည်းကာယကရှင်တွေကိုယ်တိုင်ကလည်းတူတူတိတ်တိတ်နဲ့ဒါအေးစစ်စစ်နေကျင်တဲ့သူတွေခါကြတော့ဒါသူတို့ကိုယ်တိုင်ပြိတ္တချပြပိုကောင်းတယ်လေဒီလိုပါပဲအချစ်ရေးဆိုတာလည်းလေဒါပြိတ္တတွေကထင်ကြီးတွေပေးကြတယ်ချစ်ခင်မှုတွေနဲ့အတူတူရှိဆက်ကျင်ကြပါမယ်အချစ်ရေးဆိုတာကတော့ကျွန်တော်တယောက်တည်းအမြင်ကတော့ တော်တိတ်တိတ်နဲ့ပို့ပြီးတော့ကောင်းမွန်ပါတယ်အဲ့ဒါနှုတ်နှစ်ဖက်လုံးကြပို့ကောင်းပါတယ်ဟုတ် မမမမီတော့ဘူးဒရိုဒရန်တော့ခဏခဏလုံနေရဆိုတော့လေဒီနှစ်ထက်မှလည်းသုံးချီလောက်ရှိနေပြီ။အော်ဒီနှစ်ရဲ့ပွဲကထူးခြားတယ်ဆိုတာကလည်းကျွန်တော်ငကိုတွေကလည်းဒါကိုဟင်းငွေန်တို့ဒါကပ်ပင်နဲ့ကပွဲကြီးအများကြီးကျွန်တော်တို့သွားခဲ့ပူတယ်။အဲ့ဒီတဲကဒါပြည်သက်တွေလည်းသဘောကျတဲ့အတွဲလေးဖြစ်တယ်။ကျွန်တော်ကိုယ်ရင်လည်းဒီအမျိုးအများကြီး support ပေးခဲ့ဆိုတော့ဘာဖြစ်ဖြစ်ဒီလိုမျိုးပွဲမှာအရင်လုခွင့်ရတဲ့ကြောင့်ကိုယ့်အကိုတရားကိုဖြည့်ဆည်းပေးရတဲ့ကြောင့်ဝမ်းသာပါတယ်။ဟုတ်ကဲ့။ဒီပွဲလေးကအရင်ခန်းနာတယ်ဆိုတာထပ်ပေါ်တော့ ျွန်တော်မျက်လုံးနဲ့မှမြင်ရတာမြမရိုးရညီကြည်မှုအပြည့်အစုံနဲ့အဝတ်စားတွေအစင်စားတွေလာတဲ့အပရိသတ်တွေရောအမတမကြစ်ကြစ်လင်းလင်းနဲ့ပွဲလေးတစ်ပွဲအောင်မြင်မြင်ပြီးဆုံးသွားလို့ထင်ပါတယ်ပြီးတော့ဒီလိုမျိုးမြမရိုးရညီကြည်မှု အပြည့်အစုံနဲ့မင်္ဂလာဆောင်တော့ကျွန်တော်သဘောကျတယ်ဒီနေ့ဆင်မြန်းလာတဲ့အကြောင်းတွေရောအကုန်လှပါတယ်ကျွန်တော်ရဲ့မင်္ဂလာပွဲကိုဘလို့လုပ်ဖို့စိတ်ကူးရှိရဲဆိုတာထက်ကျွန်တော်ရဲ့လက်တွဲပေါ်ဘလို့လှုပ်ချင်တဲ့ပုံမှာပဲမူတည်တာပေါ့နော် ကျွန်တော်ကျွန်တော်ကမင်္ဂလာဆောင်မှုဆိုတာကျွန်တော်ဘယ်လိုလုပ်ချင်လဲဆိုတာတဲ့ကျွန်တော်လက်တွဲသွားမယ်လက်တွဲလက်တွဲပေါ်ကဘယ်လိုမျိုးလေးလုပ်ချင်လဲဆိုတာဟာလေးဖြည့်ဆည်းပေးပြမှာပါမှန်ပါတယ်အားလုံးကကိုယ့်ရဲ့ဒါယောက်ျားလေးကဒါမင်္ဂလာခန်းသားကိုစီစဉ်ပေးပြီးတော့ကိုယ့်ရဲ့ဘဝလက်တွဲပေါ်ကိုဒါဒါဘဝကိုတခြားလို့အတူတူရှောက်မယ်လမ်းမှာဒါအစပဲလေအဲ့တော့အစတည်းကသူ့ရဲ့သဘောအတိုင်းစီစဉ်တာတော့ပို့ပြီးတော့ပိုကောင်းမွန်တယ် ိုကိုလည်းပုံပီတိဖြစ်ရလို့ထင်ပါတယ်ကိုသားငယ်ကိုတော့လူပြိုကြီးလုံးမယ်ဆိုတော့ကျွန်တော်ကတော့လူပြိုကြီးမလုံးသာဆော့ရက်သိပါတယ်အကုန်လုံးကလူပြိုကြီးလုံးမဲ့သူနဲပါတယ်ဒီနေ့လားဒီနေ့အရန်ပြောပါတယ်ဒီနေ့ပြောရဲဆိုတော့မင်္ဂလာရှိရဲ့အခမ်းအနားတစ်ခုကိုမင်္ဂလာရှိတာပြုလုပ်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကိုယ်တိုင်လည်းဒီနားမှာနေပြီးတော့အကြည်တက်တရတယ်မင်္ဂလာရှိတဲ့အခမ်းအနားကိုတက်ရောက်ခွင့်ရတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့လည်းမင်္ဂလာရှိတာပေါ့ကြာပြီသူတို့သားအရန်လို့ပြောလာခဲ့တာအရန်ကြာပြီအမှတ်တော့မမှတ်မိတော့တော်တော်ကြာပြီ တော့ဒီနေ့ရက်ကဒီနေ့ဒီချိန်ကိုရောက်လာခဲ့ပြီပေါ့နှစ်နဲ့ချီပြီကြာပြီဟုတ်ဟောမပြောပြပြလို့ဆိုတာဒါလည်းကာယကရှင်တွေကိုယ်တိုင်ကလည်းတူတူသိသိနဲ့ဒါအေးစစ်စစ်နေခြင်းနဲ့တူတဲ့အခါကျတော့ဒါသူတို့ကိုယ်တိုင်ပြိတ္တောက်ချပြပိုကောင်းတယ်လေဒီလိုပါပဲအချစ်ရည်ဆိုတာလည်းလေဒါပြိတ္တက်တွေကချိန်ကြီးတွေပေးကြတယ်ချစ်ခင်မှုတွေနဲ့အတူတူရှိဆက်ခြင်းကြပါမယ်အချစ်ရည်ဆိုတာကတော့ကျွန်တော်တယောက်တည်းအမြင်ကတော့တူတူသိသိနဲ့ ပို့ပြီးတော့ကောင်းမွန်ပါတယ်အဲ့ဒါနှုတ်နှစ်ဖက်လုံးအတွက်ပို့ကောင်းပါတယ်ဟောဒီဒီနေ့ကကိုဟင်းဝင်းရံနဲ့မဆိုပြတဲ့ဇင်တို့ရဲ့မင်္ဂလာရက်မြတ်အချိန်ကာလေးဖြစ်ပါတယ်ဒီနေ့မှစပြီးတော့နေပေါင်းများစွာတတမီမီလေးတွေအများကြီးမွေးပြီးတော့ပြည့်ရှင်တဲ့မိသားစုဘဝကိုရှောက်လန်းနိုင်ပါစေလို့ဆုမကောင်းတောင်းပေးပါတယ်